တူရကီနိုင်ငံကိုသမ္မတဇလန်စီသွားမယ်ပူတင်လာမလားစောင့်ကြည့်မယ်ပြီးတော့သမ္မတဇလန်စီကအပြစ်ခက်ရဲစဲရဲကိုလည်းဆက်လုပ်ရမယ်လို့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုပါတယ်နေ့စဉ်တည်ထူတည်ထောက်တွေကိုတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးပို့တုံးဆိုရှင်ပါလေပြောကြတယ်အဲ့တော့အဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးယူကရိန်းစွတ်တော့ ကိုယ်စားလှယ်တွေကတော့ဒါအင်တာဗျူးမှာပြောရတာသူတို့ကတော့မျှော်လင့်ချက်သိမရှိဘူးလို့ပြောပါတယ်ပူတင်လာမယ်လို့မထင်ဘူးလို့ပြောပါတယ်သူတို့ကိုယ်တိုင်လည်းလာမယ်မထင်ဘူးဆိုတာသိပါတယ်ဒါပေမဲ့သူတို့ပြန်စိန်ခေါ်လိုက်တာပေါ့အဲ့တော့ပူတင်ကကစားနေတာလားမကစားဘူးလားပူတင်ကိုတရမတ်ထရန့်ကတကယ်ပဲစိတ်ပြတ်သွားပြီလားဒါတွေအားလုံးစီကစားနေကြတာအဲ့တော့အဲ့တော့အဲ့ဒါကထူးခြားတဲ့အဖြစ်အပျက်တွေပါအဲ့တော့ ါဒါဒီနေ့ပေးခြင်းနဲ့နိုင်ငံရေးသတင်းများပေါ့နော်ဒါကမ္ဘာလုံးအပြောင်းလဲတွေအများကြီးဖြစ်နေတယ်အဲ့တော့လက်ပေးလက်ယူမှုဟုတ်လားမဟုတ်လားတော့ဒီမိုကရက်တွေကတော့လက်ပေးလက်ယူလို့လို့ပြောတယ် track အစိုးရရဲ့နိုင်ငံကြီးဝင်အမတရားရေးဝန်ကြီးကတော့ဒါဒီလက်ပေးလက်ယူမဟုတ်ဘူးဘာလို့တော့ကာတာအစိုးရကလေတက်ကိုလွှဲပေးတယ်လေတက်ကမှသမရစီမဲ့လေပြန်ဖြစ်ပေးလိုက်တာဘာလို့သမရစီရဲ့လေပြန်ကဟောင်းနေပြီး ပြီးမှပပရရဲ့ library ကိုဒါလွှဲပေးတာအဲ့ဒါဒီတရားဝင်နေဆိုပြီးတော့အငင်းပွားနေကြတယ်ဒီမူကတ်တွေကတော့ဒါဒီလက်ပိတ်လက်ယူလောက်တာအဲ့တော့ဘယ်သူမှန်းနေဘယ်သူမှားလဲကျွန်တော်တို့လည်းမသိဘူးတို့ဥပဒေနဲ့တို့တို့ညင်းညာခုံကြလိမ့်မှာပေါ့အဲ့တော့ဒါ ဖြစ်ပြနေတဲ့ကိစ္စရဲ့အများရဲ့အသေးစိတ်များပါနောက်နောက်ွယ်ဇလန်းတွေကတော့အများကြီးရှိပါတယ်ဒီဇလန်းတွေနောက်ွယ်မှာအဲ့တော့အဲ့ဒါပြောတာလေအဲ့တော့စာကြည့်တိုက်ကိုလွှဲပေးတာကလက်ပေးလက်ယူဟုတ်မဟုတ်ဒါအခုတို့ဒီမိုကရက်တွေကအခုစတဲ့ကဟိုဒါမျိုးယူတာလက်ပေးလက်ယူလို့ကြေညာနေပြီဘာဖြစ်လို့လဲဆိုတော့အမေရိကန်နိုင်ငံရဲ့ဥပဒေအရနိုင်ငံတကာနိုင်ငံအစိုးရတစ်ဖွဲ့ တို့ဒီမို့ဘရင်တို့ဒီမို့အရှေ့မင်းသားတပါးကနေပြီးတော့အမေရိကန်အစိုးရရဲ့မေသူတာဝန်ရှိသူအခုလိုလက်ဆောင် ပေးတယ်ဆိုရင်လွှတ်တော်ကနေအောက်လွှတ်တော်ကနေအဲ့ဒီလက်ဆောင်ကိုရယူခွင့်ဥပဒေပြဋ္ဌာန်းပေးမှယူခွင့်ရှိတယ်အစိုးရအနေနဲ့လွှဲယူလို့ရတယ်လွှတ်တော်ကဥပဒေမှာပြဋ္ဌာန်းပေးနေယူခွင့်မရှိဘူးဆိုတဲ့ဘက်ကလည်းအငင်းပေါ်နေတယ်ဒါပေမဲ့အမေရိကန်လက်ရှိ ော်ဒန်ထရပ်အစိုးရသည်လွှတ်တော်ကိုလုံးဝမသွားဘဲသူ့အသူသမ္မတအမိန့်နဲ့ Executive Order အမိန့်တွေနဲ့အကုန်လုံးလုပ်နေတာဖြစ်တဲ့အတွက်ဒါသည်အမေရိကန်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဥပဒေရဲ့အားအနေချက်များကိုသူတို့အငင်းပွားနေကြတာဖြစ်တယ်။ဒါကတော့အမေရိကန်ရဲ့စနစ်ကိုဒါအငင်းပွားနေကြတာဖြစ်တယ်။ဘယ်သူမှန်လဲဘယ်သူမှားလဲတော့မသိဘူး။နှစ်ဖက်လုံးကတော့သူတို့မှန်တယ်ပဲပြောနေကြတယ်။နော်။အဲ့တော့မပြောတတ်ဘူး။ဒါသူတို့အကြီးအကျယ်အငင်းပွားနေကြပြီ။ ဲ့တော့ဒီကြတာတစ်ခုကတော့ဒီမိုကရေစီစနစ်မှာပဲဖြစ်ဖြစ်အာဏာရှင်စနစ်မှာပဲဖြစ်ဖြစ်အာဏာရှိတဲ့လူတွေကို လက်ထိုးတာအမှုလေအခွင့်အရေးပေးပြီးတော့သူတို့ရဲ့စီးပွားရေးအကျိုးအမြတ်တွေလုပ်နေကြရတယ်ဆိုတာတကဘာလုံးတေချာထင်ရှားတာပေါ့နော်။ဒါကြောင့်လေဒီအာဏာကိုလုံးကြီးလူကျင်ကြတာ။ဒါကြောင့်လေဒီအာဏာကိုငန်းငတ်တက်လူကျင်နေကြတာ။ အကောင်းဆုံးဥပမာကတော့မြန်မာနိုင်ငံမှာရှိတဲ့စစ်အာဏာရှင်ပုံစံတွေပဲသူတို့ဒီအာဏာကိုရသွားရင်တိုင်းနိုင်ငံလုံးမှာရှိတဲ့စီးပွားရေးကသူတို့ပိုင်ဖြစ်သွားတယ်စီးပွားရေးရပိုင်ခွင့်တွေလုပ်ပိုင်ခွင့်တွေအားလုံးသူတို့ကလက်မှတ်ထိုးတယ်ဥပဒေဆိုတာသူတို့တည်တယ်မှာပဲသူတို့သားသမီးတွေချမ်းသာတယ်သူတို့ချမ်းသာတယ်သူတို့လူတွေအားလုံးကိုသူတို့အတွက်အသေးခံခိုင်းတယ်စစ်တဲဝင်ခိုင်းတယ်စစ်တိုက်ခိုင်းတယ်ကြုံလုပ်ခိုင်းတယ်အဲ့တော့ဒီအာဏာကိုသူတို့လူချင်းကြတာအဲ့ဒီအတွက်လေသူတို့ကိုသွားပြီးတော့ဝိုက်ကတ်ကြတယ် လက်ထိုးကြတယ်ဘူချုပ်တွေနဲ့တည်အောင်ကြိုးစားတယ်ရရှိကြည့်တဲ့သားသမီးတွေနဲ့တည်အောင်ကြိုးစားတယ်စီးပွားရေးအခွင့်အလမ်းပါမစ်တွေယူတယ်စီးပွားရေးတိုးလုပ်တယ်အကာအကွယ်တွေယူကြတယ်အဲ့ဒါတွေမြန်မာနိုင်ငံမှာစီးပွားရေးသမားနိုင်ငံရေးနဲ့မပတ်သက်ပါဘူးမနိုင်ငံရေးနဲ့မပတ်သက်ပါဘူးဆိုတဲ့နိုင်ငံရေးနဲ့ငါတို့နဲ့မဆိုင်ဘူးငါတို့ဒီလက်ရှိနိုင်ငံတော်ရဲ့အမိကုံနာခံရတာငါတို့ဘာသာတရားရဲ့အဆုံးအမတည်းဖြစ်တယ်ငါတို့ဒီနိုင်ငံသားကောင်းဖြစ်တယ်ဆိုတော့ အဲ့လိုမျိုးအငင်းပွားချက်ကနေဆေးရနာရှင်ပူကျုပ်တွေနဲ့ပေါင်းစားပြီးတော့ချမ်းသာနေကြတဲ့လူတွေယနေ့မြန်မာပြည်မှာတိတ်နဲ့ဖန်နဲ့ချီရှိပါတယ်အဲ့ဒါကဟုတ်ပါတယ်အခုမြန်မာနိုင်ငံမှာ ID အမေရိကန်နိုင်ငံမှာ ID card မရှိတဲ့လူတွေပေါ့နော်အမေရိကန်မှာနေထိုင်ခွင့်မရတဲ့လူတွေအရင်ကဟိုချီကာဂိုကနေပြီးတော့ ဟို taxi ကိုသွားတာဟို airline ကနေနှီးရောက်သွားတာလိမ်ပြန်စည်းလို့ရတယ်အခုက American passport တို့ဒီမဟုတ်သူတို့ပြောတဲ့ real ID ဆိုတဲ့ဘာခေါ်လဲ real ID ဆိုတဲ့ဒီအမြဲတမ်းနေထိုင်ခွင့်မရှိတဲ့လူတွေကလိမ်ပြန်စည်းလို့မရတာဖြစ်တဲ့ဒီမိုင်ထောင်နဲ့ချီတဲ့ခီးကိုခီးသွားခြင်းယထာဘတ်စကားတို့ဒီမဟုတ်ကိုယ်တိုင်ကားမောင်းဝင်မှာသွားလို့ရတော့မှာအရင်တော့ကလိမ်ပြန်နဲ့ flow ကနေသွားလို့မရတော့ဘူးအမှန်က အဲလီရနေပြီးတော့နယူးယောက်ကိုလေပြန်စီးလေးနိုင်စီးရတယ်မိုင်မိုင်2000လောက်ရှိတယ်ရှင်လေကားတော့မကားဘူးလားမသိဘူးအဲ့တော့ယထာနဲ့သွားရင်ကားနဲ့သွားရင်3ရက်လောက်ကားမအောင်ပါမှာ2ရက်လောက်ကားမအောင်ပါမှာအဲ့တော့အမေရိကန်နိုင်ငံမှာနိုင်ငံသားမဟုတ်တဲ့လူတွေအမြဲတမ်းနေထိုင်ခွင့်မရှိတဲ့လူတွေအကြီးအကျယ်ဒုက္ခရောက်ပါပြီဒါအမှန်တရားပါအဲ့တော့အဲ့တော့မြန်မာနိုင်ငံမှာ တကယ်ဖြစ်ပြနေတာပဲเนาะအဲ့တော့ဟိုကျွန်တော်တို့ဘုံကျဲခံရတာဒီမခံရတယ်သူတို့စိတ်ဝင်စားဘူးသူတို့စိတ်ဝင်စားတာကသူတို့စီပွားရေးဘယ်လိုအောင်မြင်လဲသူတို့ဘယ်လိုချမ်းသာတယ်လဲသူတို့ဘယ်နိုင်ငံကြီးသမားနဲ့မှမပတ်သက်ဘူးဘယ်သူနဲ့မှမပါဘူးညနေစင်အာနာပိုင်းတွေရက်ခွဲစင်အာနာပိုင်းတွေကိုပတ်စံနဲ့အိတ်တဲကောက်ထဲလာတယ်ပြီးတော့သူတို့သားသမီးတွေလည်းစိတ်မူတန်းစရာမလိုဘူးကုမ္ပဏီတွေစီးပွားရေးလုပ်တယ်နိုင်ငံသားကိုသွားလိုက်လာလိုက်စီးပွားရေးလုပ်တယ်ဘာလုပ်တယ်ညာလုပ်တယ်အဲ့ဒါတွေနဲ့သူတို့နေနေကြတာပဲ ဲ့ဒါကအာနာပဲအဲ့တော့အခုဒီဒီပဲရင်ဖြစ်စဉ်ကတော့နိုင်ငံကဥပဒေရာဟောလူသားဆန်မှုရာဟောဝန်ဒီကပုတ်ရဟမင်းကြီးပြောသွားတယ်လူသားဆန်မှုကအရာဟောဒါလုံးဝမဖြစ်တဲ့မဖြစ်တိုက်တဲ့စိတ်ရာဆိုမှုပါပြောချင်တာကအရေးယူမှုမရှိဘူးအေးအရေးမယူဘဲနဲ့အဲ့လိုမျိုးကျူးလွန်ထားတဲ့စိတ်ရာဆိုမှုကျူးလွန်ထားတဲ့လူတွေသူကိုယ်တိုင်ကပူတင်က ယူကရိန်းမှာကိုစစ်ရာဇဝတ်ကျူးလွန်ထားတာเนาะဒီတရုတ်သမ္မတကသူ့နိုင်ငံရဲ့ဒီဒီဝီဂါတွေကိုလည်းစစ်ရာဇဝတ်ကျူးလွန်ထားတဲ့လူတွေ ਨੇ မိတ်ဆွေဖြစ်တဲ့ယာဇဝတ်သားချင်းချင်းဟိုအရင်ယူမခံရပဲအဲ့ဒီစစ်ရာဇဝတ်ကျူးလွန်ထားတဲ့လူတွေကိုအကာအကွယ်ပေးထားတဲ့အုပ်စုတွေလူစိုးဖွဲ့နဲ့ပေါင်းထားတဲ့လူတွေကတော့အဲ့ဒီလူစိုးတွေခေါင်းဆောင်တွေအချိန်နဲ့တော့ဆက်ပြီးတော့လူမိုက်လို့ကိုလုံနေစေပါပဲအဲ့တော့ကျွန်တော်တို့က သူတို့ကသူတို့အလုပ်ကိုသူတို့လုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကပဲအဲ့ဒါကိုအဲ့လိုမျိုးအထီးခိုက်တွေမဖြစ်ရအောင်သတိထားပြီးတော့စဉ်းစားဖို့လိုတာပေါ့ပြောချင်တာကဆရာနာရှင်တွေကိုစိန်ခေါ်တာနိုင်ငံရေးရစိန်ခေါ်တာကိုရက်တီရွတ်တဲ့စိန်ခေါ်တာကဆရာအနာရှင်ဘက်က ဘုံလာကျဲတော့မယ်ရတဲ့နီးနဲ့ဖြက်စီးမယ်တက်ဖြက်မှာသိရဲ့သားနဲ့ကိုရဲ့နိုင်ငံရေးရည်တည်ချက်အတွေ့လုံမယ်ဆိုရင်ဂျားတဲ့ကအပြစ်မဲ့ပြည်သူတွေသူလာတိုက်မယ်သိရဲ့သားနဲ့ဒီเจ้าကိုဖွင့်ထားရခြင်းသူလာတိုက်မယ်သိရဲ့သားနဲ့ကိုကအရှောင်မဖဲမလုတ်ပဲနဲ့ကိုကိုနိုင်ငံရေးကိုသိခါအတွက်လှုပ်ချင်းကလည်းစဉ်းစားစရာပဲ။ သိချစဉ်းစားစရာပဲနော်ပြောချင်တာကကိုယ့်အိမ်ရှိမှကြားတကောင်ရောက်နေတယ်လုံးဝလဲကြိုက်တက်တဲ့ခွေးယူးတကောင်ရောက်နေတယ်အဲ့တော့ဒီခွေးယူးရှိရဲ့သားနဲ့ကိုသားသမီးအွယ်မြောက်တဲ့သားသမီးတွေကိုအိမ်ရှိမှထွက်ကစားကွင်းပေးလိုက်တာဟာခွေးယူးအပြစ်လားကစားကွင်းပေးလိုက်တဲ့မိဘရဲ့အာဏာချက်လားဒီခွေးယူးကမကြိုက်ပါဘူး ငါသားသမီးတွေလည်းရှောင်တက်ပါမယ်ငါတို့ဒီလွတ်လပ်စွာသွားလာခွင့်ရှိတယ်ဒီခွေးယူကူးမဆိုင်ဘူးငါတို့အိတ်တွေကဟိုလုံမယ်ဆိုပြီးတော့ငါရဲ့မာနနဲ့ခါကလေးတွေသွားမကြောက်နဲ့သွားမလို့မလို့တို့မှလွတ်လပ်စွာကစားခွင့်ရှိတယ်နော်ကလေးဆိုတာလွတ်လပ်ကစားရမယ်ဆိုပြီးလှုပ်ပေးလိုက်တာဟာခွေးယူကကြိုက်မှာပဲကြောက်ကြတာကကြားဆိုရင်လည်းကြားကကြိုက်မှာပဲအဲ့တော့ရက်ွက်ထဲမှာကြားလွတ်နေတယ်ရှင်းသိလွတ်နေတယ်ဆိုရင် ကိုကလေးတွေကိုကိုကထိန်းသိမ်းရမှာကြားကိုလည်းနှိမ်နှင်းရမှာအဲ့တော့ကြားကိုမနှိမ်နှင်းရတဲ့အချိန်မှာကလေးတွေကိုလွတ်လပ်ပြီးသွားတာဟာငါတို့ကလေးတွေကလည်းငါတို့လွတ်လပ်စွာသွားလာခွင့်ရှိတယ်ငါတို့ကစားခွင့်ရှိတယ်ဆိုတော့ဖြူတော့ကစဉ်းစားပြန်တယ်ဆိုရင်ဘသူဘသူလဲအဲ့ဒါကကျွန်တော်တို့ကအကြီးအကျယ်တက်ပိတ်လို့ပါမှာ